အာဒီနေ့မှာကျွန်တော်ဖနက်ရှော်ပေါ့နော်ဖနက်ရှော်ပြရမယ်ဖနက်ရှော်ပြတဲ့နေရာမှာကျွန်တော်ဘာဘာကိုဒီရှော်ပြရမလဲဆိုတော့လောလောဆယ်တော့ဒီ cross ဖနက်ကိုရှော်ပြရမယ်နော်လောလောဆယ်ရှော်စရာရဲ့တော့အများကြီးရှိတယ်အများကြီးရှိတယ်ဒီမှာမှာဒီ cross ဖနက်ကိုအရင်ဆုံးပေါ့နော်အမြန်လေးရှော်ပြလိုက်မယ်ရှော်ပြတဲ့နေရာမှာကျွန်တော်ဘာတွေသုံးမလဲဆိုတော့ပုံမှန်အာကျွန်တော် sneaker ပိုင်းသိရလို့ဆိုရင်တော့ဒီဟာတွေသိရပေါ့နော်ဒါဖနက်ရှော်တဲ့အာ ပစ္စည်းတွေပေါ့နော်ဒီမှာသူကဒီလိုတဘူးဝယ်လို့ရှိရင်ဒီလိုဖနဆေးရေးပါမယ် brush ပါမယ်ပြီးလို့ရှိရင် microfiber သားဝါဆိုတာပါမယ်အဲ့မှာမှ brush ကဘယ်လိုမျိုးပါလဲဆိုတော့ဒီ brush ကဒီ premium brush လို့သူတို့ခေါ်တယ်ပေါ့နော်အဓိကဖနရဲ့ဒီအပေါ်ပိုင်းပေါ့နော်ဒီလိုမျိုးအသားတွေဟိုဒီလိုကျွန်တော် jewel brush နဲ့တိုက်လို့ရှိရင်ပေါ့အသားတွေမွှားသွားမှာပေါ့နော်မွှားသွားတာလည်းမဖြစ်အောင်လို့ဆိုပြီးတော့သူကဒီ premium brush နဲ့တိုက်လို့ရှိရင်ဒီ material တွေကြာကြာခံတယ်ပေါ့နော် အနမထိခိုက်အောင်လို့ဒီ premium brush အပေါ်ရန်တိုက်တဲ့ဟာပြီးလို့ရှိရင်ပုံမှန်ကျွန်တော်တို့လမ်းမှာဝယ်လို့ရတယ် brush ဒီ yoyo brush ကလည်းဒီအောက်ကျမ်းမြင်တိုက်တာပေါ့နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီနေ့တော့ဒီနေရာဒီမသုံးဘူးပေါ့နော်အဲကျွန်တော်အလွယ်ပေါ့ကျွန်တော်အိမ်မှာရှိတဲ့ဟာနဲ့ short ပြမယ်ဒါလေးကျတော့ဈေးကြီးတယ်ပေါ့နော်ခုနေထားတယ်ဆိုရင်အဲကျွန်တော်မသုံးမနဲ့အပေါ်ရန် short ပြမယ်အပေါ်ရန်ဆိုတာကဒီဖနက်တရံလုံး show အမြန် short မှာပေါ့နော်ဟိုဒီ glin လည်းမဟုတ်ဘူးအာဒီလို ကျွန်တော်မျှော်စရာဖက်နယ်အများကြီးရှိရပေါ့နော်ဒါလေးဆိုတရံလုံးရှော်ရမှာလေဒါစီစိန်ကြီးကရှော်ရမှာနေထိုင်ရှိတယ်ဒီကောင်ကတရံလုံးရှော်ရမှာအာဒါလေးကျွန်တော်အပေါ်ပိုင်းမှာရှော်ရမှာလေဒါလေးကတရံလုံးရှော်ရဖို့များတယ်ပြီးရင်ဒါလေးလည်းတရံလုံးရှော်ရဖို့များတယ်ရှော်စရာဖက်နယ်အများကြီးရှိရပေါ့နော်အားကြောင့်အာဒီမြန်မြန်လေးဒီကောင်ကိုရှော်ပြမယ်ဘာတွေသုံးမလဲပေါ့နော်အဓိကကတော့ကျွန်တော်တို့ အဲကျွန်တော်ခုနပြောတဲ့ premium brush ဆိုတဲ့ဟာဒီကောင်အပေါ်ရန်လျှော်တဲ့ဟာပေါ့နော်လျှော်တဲ့ဟာတစ်ခုကအချောက်တစ်ခုကအဆိုးပေါ့နော်ပြီးရင်ဒီအောက်ကျမ်းမြင်ကိုတိုက်တဲ့အမာသားပေါ့ brush တော့မယ်ပေါ့နော်နော် brush ကအချောက်တစ်ခုအဆိုးတစ်ခုပြီးရင်ဒါတစ်ခုတော့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာပါ micro fiber တာပေါ့ဒီကောင်ကကျတော့ final အဲဥမာကျွန်တော်တို့အချောက်လျှော်တဲ့အချိန်ကျတော့ရှင်ဒီဆက်ပြရည်ပေါ့နော်ဆက်ပြရည်ပါကျွန်တော်တို့တုတ်ပြီးတုတ်ပေးရတဲ့ဟာမှာချက်ချင်းတုတ်တာနဲ့ချက်ချင်းပြောင်းသွားတာဟိုမျိုး ချွဲကြည့်ချွဲကြည့်မဖြစ်နေဘူးပေါ့နော်သေချာလုပ်နိုင်လို့ရှင်အဲ့တော့ကျွန်တော်လောလောဆယ်ဒီ cross panel လေးကိုအရင် show ပြရမယ်ပေါ့နော်ဒီမှာခဏကတော့တော်ညစ်ပတ်နေတယ်တော့မမြင်သေချာမြင်ရတာတော့မသိတော်တော်လေးကိုညစ်ပတ်နေတယ် panel ပါဒီမှာချင်းကြီးဆိုတော့ဒီမှာ bread အချောင်းနဲ့ကျွန်တော်အရင်ဆုံးဒီပုံမှာရှိရဖုံနေပေါ့နော်ဖုံနေကျွန်တော်အရင်တိုက်ပြမယ်ဖုံနေအရင်တိုက်ပြမယ်ခင်ဗျာဟိုနေ့စတိုက်ပြမယ်ပြီးလို့ရှိရင်ကျွန်တော်ဆက်ပြဖြုတ်အောင်မယ်ပေါ့နော်လောဆယ်တော့ နားလေဖုန်းလေးကျွန်တော်တိုက်ပါမယ်ခဏကတော့ပထောလေးကိုညစ်ပတ်ပါအပြင်ဖေဘန်းနဲ့ညာပဲရှင်ပြပေးတော့နော်လောလောဆယ်ကတော့ညင်ရတဲ့အတိုင်းပဲအဲ့ဒါတော်တော်လေးညစ်ပတ်တယ်တော်တော်လေးကိုမစေးရကြာပြီပေါ့နော်တော်လေးကိုမဲနေပြီဆိုတော့အရင်ဆုံးကျွန်တော်တို့6ရှော်ပြီးပါတယ်6 ဟိုပါဖြစ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့စက်ပြာဖြောမယ်ဆိုတော့စက်ပြာဖြောမယ်ဆိုတော့အင်စတိုင်ဖြောတဲ့ကျွန်တော်ကျွန်တော်အင်စတိုင်နဲ့ဖြောမယ်ဘောနော်အရင်ဆုံးရေခွက်ဘောနော်ရေခွက်မှာကျွန်တော်တယံစာပဲတယံစာပဲကျုံးမှာဆိုရင်ဒီတယံစာပဲကျွန်တော်တို့ရေနည်းနည်းထည့်မယ်ဘောနော်ဖေးတယံစာတယံစာဆိုတော့ကျွန်တော်နည်းနည်းများသွားတယ်နောက်ဖက်နေလည်းရှိတော့လေရှင်နေနေလေးများသွားတယ်အဲ့မှာအရင်ဆုံးအဲ့မှာရှေ့ဆက်ပြာဆိုတာ ကျွန်တော်ဒီမှာ laundry data ကျန်ပါနော် data ကျန်ထည့်အဲ့ဒါကိုရှော်မဲ့ဖက်နဲ့ရဲ့ဘယ်လောက်ထိရှော်ရမလဲပုံမူဒီကျွန်တော်အများကြီးထည့်ထည့်ရဲ့အနေနဲ့ပဲထည့်ရရအလုံးလုံးဆယ်ကျွန်တော်ထည့်ကြမယ် okay ကျွန်တော်နောက်ဖက်နဲ့လည်းရှော်မှာလည်းနည်းနည်းလေးအများကြီးထည့်တယ်အဲ့ထက်တော့ရှော်ထည့်ရမှာပေါ့နော်တရံဘယ်လောက်မှအများကြီးမလိုဘူးဆိုတော့အမှန်ဆိုရင်ဟိုဆက်ပြာကောင်းလို့ရှိရင်ကျွန်တော်နည်းနည်းလေးထည့်အောင်လည်းအမြုပ်အများကြီးထားတယ် ကြည့်ထည့်ပြီးွားပြီဆိုရင်ကျွန်တော်တို့ရင်းသွန်းတာအမှအရင်နဲ့ရှော်မဲ့ဟာကိုကျောက်ထည့်ကျွန်တော်ဝေလိုက်မယ်အဲဝေလိုက်မယ်ဝေလိုက်မယ်နည်းနည်းပါဝေလိုက်မယ်အဲမြုပ်အများကြီးထအောင်ဝေကြမလို့ဘောနော်ဒါဆိုကျွန်တော်တိုက်ရင်နဲ့မြုပ်ထားတာမှာဆိုတော့โอเคမွေးလိုက်မယ်အဲတခုတည်းထားမှာကျတော့ကျွန်တော်တို့ဒီရေပေါ့เนาะရေထဲမှာကောင်တက်နိုင်ဆုံးကတော့ နှက်လျှော်မယ်ဆိုရင်ပေါ့နော်ရေရိုးရိုးရေဆိုတာထည့်ပေါ့နော်ရေနွေးလေးနည်းနည်းထည့်ပေးရတယ်။အဲကျွန်တော်ဒီမှာရေနွေးလေးနည်းနည်းထည့်လိုက်မယ်။ Okay ရေနွေးဆိုအရင်ရေနွေးပဲဆိုရင်လည်းဖနက်ဟိုပျက်စီးနိုင်တယ်ပေါ့နော်အပူလွန်ပြီးတော့ကျွန်တော်ရေနွေးလေးထည့်လိုက်တယ်။နည်းနည်းလေးလိုအောင်မယ်။ဒီကနည်းနည်းတိတ်မပူသေးဘူး။ရှေ့ Okay ။ Okay ။ Okay ။ အရင်လိုအများကြီးထည့်လို့ရှိရင်သူစက်ပြာတိတ်မြုပ်မထတော့အကြံနဲ့ရှော်လို့မကောင်းတော့ဆိုတော့ကျွန်တော်အရင်ဆုံးဆက်လျှော်ပါမယ်ဆက်လျှော်မယ်ဆိုတော့အပေါ်ပိုင်းကိုတိုက်မှာဆိုတော့အပေါ်မှာကပျက်စီးမှာဆိုလို့ပေါ့နော်အကြမ်းနဲ့ပဲတစ်ခါတန်းတိုက်လို့လည်းရတယ်အဲကြဒီဒီအပေါ်ကတတ်ထားတဲ့ဟာပျက်စီးသွားမှာဆိုလို့ပေါ့နော်တော့ဆိုတော့ကျွန်တော်အချောနဲ့တိုက်မယ်တိုက်မှာတစ်ခါတော့အကျုပ်ထားရတာနှုတ်ထားရယ်ဂျင်းရင်းထဲတော့ကျတော့ပို့ပြီးတော့ဟိုကျွတ်တာပေါ့နော် deduct ရရှိရဲ့ဒီရှင်ရှိသေးရဲ့ဟို stain နေပေါ့နော် stain stain နေထားတော့မဟုတ်ဘူးဒါမှမဟုတ်ဟာတွေကဒီလို brush နဲ့တိုက်ရုံနဲ့မကျွတ်တဲ့ဟာတွေရှိရဲ့အဲ့ဒါကြဘယ်လိုလုပ်လဲဆိုတော့ပြီးရင်လုပ်ပြရမယ်ပေါ့နော်ဒါဖဏတ်တရံမှာဒီလိုအောက်ဆိုးတွေမှာများသွားပြင်ဖြစ်တယ်လေဟာအဲ့တော့ဒီအပေါ်ရံလေးခဏတိုက်မယ်ကျွန်တော်အော်တိုမှာရိုက်တာဆိုတော့အဲဒီပူရဲပေါ့နော်ပူတော့ ပန်ကားလေးနဲ့ဖွင့်ထားပြီးရိုက်နေတာเนาะအတန်လေးဝင်နေဆိုရင်အတီးခံပြီးကြည့်ပြပါကျွန်တော်ဒါပိတ်ရက်ပေါ့အလုပ်ပိတ်ရက်လေးကျွန်တော်အားနေလို့ဒါဖနက်ပန်ရှင်းလုပ်တဲ့ဘလော်လေးပါโอเคโอเคဒါအပေါ်ရန်တိုက်နေပြီကျွန်တော်ແລ້ວເລີຍກູວ່າມາປ່ຽນຮູ້ລູຖິ່ນກະດີຊີກ້ອງຈາກອັນນີ້ດີ brush ສຸດໃບແມ່ປ່ຽນແລ້ວແຕ່ປາແລ້ວປ່ຽນແລ້ວແຕ່ປາເນາະແນ່ນີ້ ရှုနေရကြတော့အားထက်တိုင်းမှာအားထက်မတိုက်လို့ရှိရင်မပြောင်းအောင်ဤကတော့ material တွေမပြည့်စည်အောင်ဟိုတိုက်ရတဲ့ brush ဖြစ်တဲ့အတွက်ကြောင့်လို့ဒီနောက်မှာဆိုရင်တော့အကြီးပဲအဲပြီးမှ brush အကြီးနဲ့တိုက်ရအောင်အကောင်ဒီတိုင်းဆိုမပြောင်းတော့ဟိုအဖြစ်နေဆိုတော့နည်းနည်းကြာပြီဆိုတော့ okay အဲကျွန်တော်တိုက်ပြီးသွားလို့ရှိရင်ဒါနဲ့အရင်တုံးမယ် okay ဒါဆိုရင်ကျွန်တော်တို့နည်းနည်း တောက်ပြီးွားပြီပေါ့နော်ဥပမာဆိုတော့ကျွန်တော်အကျန်းတိုက်တော့အကျန်းတော့ depression တယ်မှာခုနအပေါ်ရံလေးပဲတိုက်ထားတာဆိုဒီမှာကျွန်တော်ကြံနေသေးတဲ့ဟာလေးရှိတယ်မြင်ရတာဒီဒီနားမှာကြံနေသေးတဲ့ဟာလေးရှိတယ်ပြီးဒီနောက်မှာအမဲရှိတယ်အဲ့ဒါလေးကျွန်တော်တို့ပြောင်းတိုက်ရမယ်ဆိုတော့အဲ့ဒါပြောင်းတိုက်ဖို့ဆိုရင်နော် fresh အကျန်းသုံးပါရအင်း fresh အကျန်းလေးဆက်တိုက်အောင်ဒီရှိကနေဆက်တိုက်ရှိပါလေ dark တိရှိသေးတယ်ဆိုတော့ နော်ရေကတိတ်မနွေးတော့ဘူးဆိုရင်ရေလေးထပ်ထည့်လို့ရတယ်ဗောနော်ထပ်ထည့်ပြီးတော့တိုက်အဲနွေးနွေးလေးနဲ့ဆိုပို့တိုက်လို့ကောင်းတယ်ဟမ်ဖေးအစဒီနောက်ကိုတိုက်ကြည့်နော်ရအောင်ပြောင်းလားမပြောင်းဘူးဆိုရင်ပြောင်းတိုက်ရမယ်ဖေးပြောင်းတော့ပြောင်းတယ်နည်းနည်းလေးကြံတယ်ဗောနော်ကြံတယ်ဆိုတော့ကျွန်တော်တို့ဒီအဝတ်ကိုရီရီနဲ့နှက်လိုက်နှက်လိုက်ပြီးတော့အဲ့ရှိတဲ့ဟာနဲ့ကျွန်တော်တို့တိုက်တယ် အဆုခုပြောင်းတယ်။ brush နဲ့မတိုက်နိုင်ဘူးပေါ့နော်။ကိုက brush နဲ့လောက်ရတာခတ်တယ်။ဘာညာဆိုရင်တချို့နေရာတွေကျတော့ brush မရောက်နိုင်တဲ့နေရာရှိအဲ့လိုကြရတယ်။ဒီလိုလေး microfiber တာဝါလေးတစ်ခုရှိအဆင်ပြေတယ်ကောင်းတယ်။ဒီရေလေးပေါ့ဆွတ်ပြီးတော့တိုက်လိုက်ဆပြောင်းသွားပြီ။ဒါလိုခဏပြ dark ပေါ့ဒါလည်းမဒါလည်းမတိုက်ရတယ်ဒါလည်းတိုက်လိုက်တယ်။မဆူရရကြာပြီဆိုတော့မပြောင်းချင်တော့တဲ့ရိုင်အောင်ရှိအဲ့ကျတော့အားနဲ့ဖိပြီးတော့တိုက်ရမှာ။ နောက်ကဟာတော့ပြောင်းသွားပြီအဲ့တော့ဒီထဲဆာတယ်ဒီနောက်လည်းတော်တော်လေးပြောင်းသွားပြီပြောပါခုနကတော့မဆိုးတော့ဒါဒီဒီဘောတခုကတော်တော်လေးဟောဖြစ်တယ်ဗျအแทမှာတော်တော်လေးကြာပြီလေတို့မနှဲဖြက်နေရနောက်ကတခုကတော့လွယ်ခင်ဒီကဖက်နှက်ကအပြင်ဘက်မှာထားလို့နဲ့တူတယ် ပြင်ပမှာထားတာကြာတော့ဖုံနေရောဟာရောတက်တစ်ခါကြောက်ရှင်အပြင်မှာထားလို့ရှင်ခဏအဝါမြန်တယ်အပြင်မှာအပြင်မှာဒီတိုင်းချွတ်ထားတယ်စီရောစီရဲ့ဒါပေမဲ့အပြင်မှာချွတ်ထားတာများရင်ခဏဝါတယ်ဖြူကနေဝါလို့တော့ဒါကြောင့်ဝါနေဆိုတော့မသိတာပြီးတော့ဖြူတွေပဲဝယ်လို့ရှင်ကြတော့ပြင်မှာထားရင်ဒီခါလည်းညက်ပတ်သွားဆိုတော့အောက်ဆိုးရင်တိုက်မယ်ဆူလေးပိုင်ရပါရင် ရှင်စင်းချတာတော့အကောင်းဆုံးပဲ။နားတော်တော်လေးတန့်သွားပြီးပြီးတော့အာ။ဒီရှေ့ကိုငါမတိုက်လိုက်ရအောင်။ရှေ့တိုက်ရအောင်။ Okay. နောက်ဆိုရင်ဒါတိုက်ပြီးတော့ပြီးပြီကျွန်တော်တို့။ gain ။ဘာလဲ show ခတ်တဲ့တော့မပါဘူး။တခုပဲခုနကကျွန်တော်တို့ dash ကြာသွားနေတော့နည်းနည်းလေးတိုက်ရခက်။ ရှိပါတယ်အဲ့လိုလေးဖြစ်ဒါပေမဲ့အရင်ဆိုဟုတ်ကဲ့ဒါကိရာအဲ့ဒါဆိုရင်ပြီးပါပြီခုကဖန်နယ်ဒီဖန်နယ်ပြရပါမယ်ရှင်နေဘလိုဖြစ်သွားလဲပေါ့နော်ဒါအောက်ကိုအရင်ကြည့်ပါ အောက်ဆိုးပါအောက်ဆိုးပြီးရင်အထိတ်ဒီပေါ့နော်ထိတ်ဒီမှာဆိုဒီထိတ်ဆိုတော့ပြန်ပြောင်းသွားပြီဒီမှာထိတ်မှာမဲနေသေးတယ်ပြီးရင်ဒီမှာမဲနေမယ် မမဲနေမယ်မမဲနေမယ်ဘောနော်တော့ချူသွားပြီအာဒီချစ်ကပြင်ဟောဒီမှာโอเคဆိုတော့ငါကုတ်ကောင်းသွားပြီနောက်ကရှိတဲ့ခုနကအမဲကြီးရတယ်မရှိတော့ဘူးငါအမဲကြီးရတယ်မရှိတော့ဘူးတော်တော်များများကပြန်ဆန့်သွားပြီဘောနော်100%အစ်စ်လို့ပြောတော့မဟုတ်ပြီမဲ့ အသက်နင်းနင်းပြန်ဆက်လာပါပြီဒီဘက်တစ်ဖက်ကတော့ဟောင်းပါအဲ့တော့ဒီနေ့ကပညာဒါနလေးလေးဖြစ်ပါတယ်ကျွန်တော်တို့အိမ်မှာရှိရသေးတယ် short channel ဆိုရင်တော့ဘောနော်ဒါကတော့ profanet တွေမေးနေတယ်ဘောနော်မေးနေလို့ကျွန်တော်တင်ပေးတာ profanet ဘယ်လို short လဲ short ရင်မပြောင်းဘောနော်သူတို့ပြောတာမပြောင်းဘာညာဆိုဒီဘက်ဖက်နဲ့မှလည်းဒါရှိတယ်ဒီဘက်ဖက်နဲ့မှလည်းဝါနဲ့ဘာစီလမ်းဒီဒီဖက်နဲ့တော့ကျွန်တော်မလျှော်ရသေးဘူးအဲ့ဒီတိုင်းပဲကျွန်တော်အမအချမ်းမြင့်လောက်ပြလိုက်မယ်ဟိုမှာစီနော်ဟိုမှာစီတယ်โอเค အဲ့ဟာကျွန်တော်ဖြတ်ပြရမယ် brand နဲ့တော့မတိုက်တော့ဘူးခုနက6ဟိုမှာ6တိုက်တဲ့ဟာ6တိုက်တဲ့ဟာအရင်တိုက်ပေါ့နော်ဘာလို့လဲဆိုတော့တစ်ခါကျတော့ dark တွေကတိုင်ပတ်တယ်လို့နောက်ဆိုရင်ကျွန်တော်တို့ဒီမှာရှင်းလိုက်မယ်ရေကနွေးရင်ပိုကောင်းတယ်ပေါ့နော်ရေမနွေးတော့တစ်ခါကျရင်ချို့ဟာတွေမပြောင်းဘူးအဲ့တော့ဒီကောင်းကိုကျွန်တော်တိုက်ကြည့်မယ်ဒီဝါနေတဲ့ဟာလေးသူ့မှာ ပြောင်းတယ်နော်ဒီမှာပြောင်းသွားပြီခုနက dark လေးပြောင်းသွားပြီဆိုတော့ဒီ micro fiber တော့တခုတော့ရှိရင်ဟိုတော်တော်လေးအလုပ်ဖြစ်တယ်လို့ပြောရမှာဘာနဲ့ show ရတာလဲလိုရဲတယ်နော်ခုနကအဝါလေးရှိတဲ့ဟာအခုမရှိတော့ဘူးနော်အဝါလေးလုံးဝမရှိတော့ဘူးမြင်ရလာတော့မသိဘူးရှိတော့ပြောင်းသွားပြီအဖြူလိုက်နေဖြစ်သွားပြီဆိုတော့ဒီနေ့ cross show ပြပါတယ်ခရော့ဆေးပါကျွန်တော် show ပြဖက်နေနေရရှိလို့ကျွန်တော်တို့ ဒါပဲဒီဒီရိုက်တော့မှကျွန်တော်ဟာကျွန်တော်တိုင်းလစ်နဲ့ရိုက်ဖို့ရှိတယ်ပေါ့နော်အဲ့ဒါတိုင်းလစ်ပဲတင်ဖို့များတယ်ကျွန်တော်တက်တော့မှလည်းကျွန်တော်ဗီဒီယိုလေးတင်မယ်ပေါ့နော်ဗီဒီယိုတော့လည်းတင်မယ် Facebook မှာလည်းတင်ခြင်းတင်မယ်ဒီမြန်တိတ်ကြတော့ YouTube မှာတော့တင်ပြပေးမှာလည်း YouTube မှာဒီဗီဒီယိုက YouTube မှာလည်းတင်ခြင်းတင်မယ် Facebook မှာလည်းတင်မယ်နော်အားပေးကြပါ Like တွေ Subscribe တွေလည်းလုပ်လို့ရရင်လည်းလုပ်ပေးကြပါတိကျတင်ပါတယ်အားလုံးပဲပည့်ရလေးမှာကြွရှင်ပါစေ